ရသခင်ဂျေဇုတော်ချီးမွမ်းပါれအသင်းတော်ခုနှစ်ပါးထဲမှာဒီကနေ့အသင်းတော်နောက်ဆုံးနံပါတ်9တပါးဖြစ်တဲ့လော်ဒီကီမြို့၌ရှိသောအသင်းတော်ရဲ့သဘောတဘာဝနဲ့အခြေအနေကိုနောက်ကပတ်တော်အဖြစ်ကျွန်တော်တို့ဆင်ခြင်မွေ့လော်ဖို့ဖြစ်ပါれဗျာဒိတ်ကျမ်းအခန်းကြီး3အငယ်14ကနေ20မှာပါတဲ့အကြောင်းအရာဖြစ်ပါれလော်ဒီကီမြို့၌ရှိသောအသင်းတော်ဤ တမန်ကိုဤတို့ရေး၍မာလိုက်လော့ဖျားသခင်ဤဝိနေယတတဝါတို့အထော့တစ္ဆာရှိ၍ဟုံမှန်သောတတ်တိခံအာမင်ဤအမိန်တော်ကသင်ဤအကျင့်ကိုငါတည်ဤလောဒီကီဆိုတဲ့သကလုံးရဲ့အတိတ်ဘယ်ကဒီကနေ့တာမန်ယုံကြည်သူများရဲ့အယူအဆထင်မြင်ချက်အတွေးအခေါ်ကို ပြောခြင်းဖြစ်တယ်နော် လာအိုဆိုတဲ့စကလုံးကလေးမင်းဖြစ်တဲ့လိုက်တီနော်တမန်ယုံကြည်သူကိုဆိုလိုခြင်းဖြစ်တယ်အဲ့ဒီလူတွေရဲ့စိတ်နေသဘောထား opinion သင်မြင်ယူဆချက်သူတို့ရဲ့ခံယူချက်နဲ့သူတို့ရဲ့အတွေးခေါ်ဆိုတဲ့သဘောတဘာဝကိုပြောထားတဲ့စကလုံးဖြစ်တယ်ဒါကြောင့်မလို့လော်ဒီကီမြို့နဲ့ရှိတော့အတင်းတော်ဟာသူတို့မှာဘု து ကိုမှ ဆရာအတင်မခံခြင်းတဲ့သဘောဘသူရဲ့ဥဆောင်ခြင်းအောက်မှာမှသူတို့မနေခြင်းတဲ့သဘောဒီသဘောကို ပြောခြင်းပဲဖြစ်တယ်အစော့ယုံကြည်သောသူတမန်ယုံကြည်သောအများသောသူများက စုပေါင်းပြီးတော့သဘောတူပြီးတော့စင်စာဆုံးဖြတ်မယ်ဆိုတဲ့သဘောတဘာဝကိုပြောခြင်းပဲဖြစ်ပါတယ်လောဒီကီအသင်းတော်ပေါ်ထွက်လာဖို့ဆိုတာကသူကညီကိုများ ပေါင်းဖော်ခြင်းကနေအရင်ရှိရမှာဖြစ်တယ်။သူကတာဒီမြို့အတင်းတော်ကချက်ချင်းလော်ဒဂီအတင်းတော်မဖြစ်သွားနိုင်ဘူး။ဘာကိုပြောတာလဲဆိုတော့တာဒီမြို့၌ရှိသောအတင်းတော်ဆိုတာကလွယ်မားတဲ့ထဲကနေအသက်ကိုရလာပြီးတော့မှအသက်ရှိလာပြီ။ဒါပေမဲ့သူဟာအသက်၌ဆက်မကြီးထွားဘူး။အသက်၌ဆက်ကြီးထွားခြင်း ရှိမှသာလျှင်အသက်မှာဝါကြွားပြီးတော့မှထောင်လွှားတဲ့သဘာဝဆိုတာဆက်ရှိလာမယ်။ဒါကြောင့် ဖိလောဒိကိမြို့၌ရှိသော အသင်းတော်မတိုင်ခင်မှာ သူကဖိလီတပိမြို့၌ရှိသော အသင်းတော်ရဲ့တဘာဝကရှိလာရမယ်အဲ့တော့တာဒီမြို့၌ရှိသောအသင်းတော်ကနေချက်ချင်းသူကလောဒိကိကိုမရောက်သွားဘူးသူကအသက်ပဲရှိတယ်အသက်ပဲရှိပြီးတော့သူကဖိလီတပိဆိုတဲ့ညီကိုများ ပေါင်းပေါ်ခြင်းကြီးထွားခြင်းတဘာဝကရှိပြီးမှသာလင်အဲ့ဒီ ကြီးထွားပြီးတော့မှဩဝါဒတွေနဲ့ထောင်လွှားသွားပြီးတော့ကြဆင်းတဲ့သဘာဝရှိလာစရာအကြောင်းရှိတယ်။ဒီတကြောင်ဒီကနေ့လောဒီကီအသင်းတော်ဖြစ်ပေါ်လာခြင်းဆိုတာကနှုတ်ကပတ်တော်ကိုကြွယ်ဝစွာမတိပဲနဲ့တော့ပြန်ပြီးတော့မှရွေ့ရော်ဖောက်ပြန်စရာအကြောင်းမရှိဘူး။နောက်တနည်းပြောရင်နှုတ်ကပတ်တော်ကိုဘယ်သခင်ဖျားကိုဘယ်ဥတီပြီးတော့မှသူကမှု့လျော်ပြီးတော့မှကြီးထွားသွားရင်အန်ဒီရဲ့တခုက ဘသူကိုမှသူသည်အထင်မကြီးတော့တဲ့သဘောတဘာဝအဲ့ဒါဖြစ်တတ်တယ်အဲ့ဒါလောဒီကီရဲ့သဘောတဘာဝဖြစ်တယ်ဘာကြောင့်ဒီလိုပြောတယ်လဲဆိုရင်နော်သူသူကိုဒီမှာပြောထားတယ်တင်းဒီအအေးမဟုတ်အပူမဟုတ်ဒီကိုငါတီဤအေးချင်းဖြစ်စီပူချင်းဖြစ်စီတခုခုကိုငါလိုအရှိဤထို့သောအေးမဟုတ်အပူမဟုတ်နွေးယုံ ရှိသောကြောင့်ငါဤကတွင်သည် တင့်ကိုထွေးလုပြီးဖရာထွေးပလိုက်ခြင်းနဲ့အတင်းတော်ရှိတယ်နော်ဒါဆိုရင်အတင်းတော်တိုင်းဖရာကျေနပ်မယ်လို့တော့မထင်နဲ့အတင်းတော်အသက်ရှင်ခြင်းတိုင်းဖရာကျေနပ်မယ်လို့တော့မထင်ပါနဲ့ဖရာထွေးထုတ်ပလိုက်ခြင်းတဲ့အတင်းတော်ဖြစ်ခြင်းရဲ့သဘာဝကိုဒီမှာတွေ့ရတယ်တင်ကလည်းငါဒီဥစ္စာရတတ်၏ဒါမြင်ရတဲ့ဥစ္စာအပိုင်း အပိုင်းကိုအဓိကပြောချင်တာမဟုတ်ဘူးလေသူကသူတိတဲ့နှုတ်ကပတ်တော်ပေါ်မှာတအားကြွယ်ဝလာခြင်းကို ဆိုလိုခြင်းဖြစ်တယ်အများကြီးတိသွားပြီသူ့ကိုဘယ်သူမှရှင်းပြလို့မလိုတော့ဘူးတမိုင်းเจ้าမှာပြန်ဖတ်လိုက်တဲ့အခါမှာအဲ့ဒီခေအဲ့ဒီအချိန်မှာရှိတဲ့ဘာမှမဟုတ်တဲ့တန်မှန်ယုံကြည်သူ အလုတ်တမားတော်မှာသာသနာ ပြုတဲ့သူတွေတဲ့ပို့ပြီးတော့မှပြောနိုင်တယ်ဟောနိုင်တယ်အဲ့လောက်ထိအဲ့ဒီလောဒီကီမြို့မှာရှိတဲ့ သူတွေကအဲ့လောက်ထိကြွယ်ဝရဲဆိုတာကိုတမိုင်းကြောင်လေ့လာတဲ့အခါမှာတွေ့ရတယ်။ဒါကြောင့်မလို့သူတို့ကဘု து ကုံမအထင်ကြီးတော့လာမပြောနဲ့ဒါသိတ်အန်ဒီရဲ့ကြီးသောအရာဖြစ်တယ်။တခြားတခြားသောအရာမှာထောင်လွှားရင်သူကဒီနေ့ပြောပြအသွင်သင်ဆုံးမလို့ရတော့လည်းပဲနှုတ်ကပတ်တော်အများကြီးတိသွားရင်အရန်ကြွယ်ဝသွားရင်သူ့ကို အမားပြင်ပေးလို့မလွယ်တော့ဒါဟာလောဒီကီရဲ့သဘောတဘာဝကို တွေ့ရတယ်ဒါကြောင့်မလို့သူတို့ကို တတိပေးပြီးတော့ဆုံးမစကားပြောလိုက်တဲ့သခင်ဘုရားရဲ့နာမက ဝေနေယတတဝါတို့တွင်အထွတ်ဖန်ဆင်းခြင်းရှိသမျှအားလုံးထဲမှာတော့အူးလို့ပြောခြင်းနဲ့ဖြစ်တယ်။ဒီနေ့ယူဒသဘာသာပြန်ကတော့ဒီနေ့ကျွန်တော်နည်းနည်းလေးတချို့စကားလုံးတွေနားလည်ရခဲ့တယ်။ဝေနေယတတဝါဆိုဖန်ဆင်းခံအားလုံးမှာအထွတ်ဖန်ဆင်းခံအားလုံးမှာအူးဆုံးသောယေရှုခရစ်လို့ဆိုလိုခြင်းဖြစ်တယ်။ပြီးတော့သစ္စာရှိ၍ဟုတ်မှန်သောတတ်တည်ခံအာမင်။ ူကတစ္ဆာရှိသောပုံကိုဖြစ်တယ်။သူပြောတဲ့စကားကအတီးပဲ။အဟုတ်ကောအဟုတ်မဟုတ်ကောမဟုတ်ပြောရင်ပြောတဲ့အတိုင်းအာမင်ဖြစ်စေသတည်း let it be နော်ဆိုတော့ဒါကသူ့ရဲ့ဂုံပုတ်ပဲ။ तू ပြောရင်ပြောတဲ့အတိုင်းဖြစ်တယ်။ तू ပြောရင်ပြောတဲ့အတိုင်းအတီးဖြစ်တယ်။ तू ဟာဟုတ်တာကိုအဟုတ်တိုင်းပြောတယ်မဟုတ်တာကိုမဟုတ်တိုင်းပြောတယ်။ဒါကြောင့်လော်ဒီကီမြို့နဲ့ရှိတော့အသင်းတော်ရဲ့အခြေအနေကိုကြည့်လိုက်တဲ့အခါမှာသူတို့ကဩဝါဒမှာထောင်လွှားနေကြတယ်။ သူတို့တွေဟာသခင်ဖျားကိုလည်းပဲဝန်ခံခြင်းမရှိ အချင်းချင်းကိုလည်းပဲဝန်ခံခြင်းမရှိသူတို့တိတဲ့ဩဝါဒမှာသူတို့ကထောင်လွားပြီးတော့မှ အပူလည်းမဟုတ်အေးလည်းမဟုတ်ဒါကိုဖျားယော်ပါတယ်သူ့ရဲ့နှုတ်ထဲကထွေးထုတ်ပလိုက်တော့မယ်ဖယ်ပလိုက်တော့မယ်ဆိုတဲ့တတိပေးခြင်းစကားကိုတွေ့ရတယ်အဲ့တော့ဒီမှာဘာပြောလဲဆိုတော့တင်ကလည်းဗျာဒိတ်ခန်းကြီး၃ငွေ၁၈မှာ တင်ကလည်းငါသည်ဥစ္စာရတတ်၏။ဩဝါဒသိတိတဲ့အများကြီးသိတယ်။ဗန္ဒာများကိုစီးဖူးပြီးငါကြွယ်ဝတယ်။ငါဘာမှမလို့တော့ဘူး။ဟုတ်ပြီ။အဲ့တော့ငါသည်ဥစ္စာရတတ်၏။ဗန္ဒာများကိုစီးဖူးပြီးငါအများကြီးသိပြီ။ငါဘာမှမလို့တော့ဘူး။တစုံတစ်ခုကိုမြမလို့။ဒါပေမဲ့သခင်ဖျားကဘယ်လိုမြင်လဲဆိုရင် ဟုဆို၍ကိုယ်တိုင်ပင်မန်းခြင်းတနာပွဲဖြစ်ခြင်းဖရာတနာတယ်ကြည်လိုက်တဲ့အခါမှာလူနေရာကနေသာ ထောင်လွားနေတာနှုတ်ကပတ်တော်တမန်ကျမ်းစာလေးတိချင်းနဲ့ပေါ်လိုက်တာဝါကြွားနေတာဖရာကဒီရာတွေဟာအင်တန်မတနာစရာမြင်ခွင့်နေနဲ့မြင်နေဆင်းရဲနေဆင်းရဲခြင်း မျက်စိကန်းခြင်းအဝတ်အချီးစီးရှိခြင်းဖြစ်ဒီကိုမတိပါတကား သူ့ကိုသူတော့အများကြီးသိပြီးအများကြီးတက်ပြီးအများကြီးပြောနိုင်ပြီးအများကြီးလှုပ်နိုင်ပြီလို့သူထင်ပေမဲ့ဖះအရှိမသူဟာဆင်းရဲနေတယ်ဘာမှမရှိဘူးလေလုံးမရှိတယ်အသက်ရှင်ခြင်းမှာတကယ်ပဲအလူတွေအတွက်တိဆောက်စရာအသက်တာမျိုးမရှိဘဲနဲ့သူဒီဖះအမြင်မှာဆင်းရဲနေတယ်အသက်တာမှာအသက်ရှင်ခြင်းမှာဆင်းရဲနေတယ်မျက်စိကန်းတယ်သူမမြင်တော့ဘူး ဒီသူသူတိတဲ့အရာတွေကသူ့မျက်စိကိုကန်သွားတယ်။ကျမ်းစာထဲမှာတမန်တော်ရှင်ပေါလုဟာအကျင့်ကောင်းတယ်။ပညာတရားနဲ့ပတ်သက်ရင်သူ့ကိုအပြစ်တင်စရာအခွင့်မရှိလောက်အောင်သူလှုပ်ဆောင်နိုင်တယ်။ငယ်သောအွယ်တွေကလေ့ကျင့်တယ်။အတော်ဆုံးဆရာအောက်မှာအတော်ဆုံးသောတပည့်ဖြစ်တယ်။ဒါကြောင့်မလို့အဲ့ဒီအချိန်မှာသူဟာယေရှုခရစ်ကိုကိုးကွယ်သောယုံကြည်သူတန်ရှင်းသူတွေကို လိုက်ပြီးတော့တတ်ဖြတ်ညင်စေရလောက်တဲ့အထိဝိညာဉ်ရာမှာမမြင်အောင်မျက်စိကန်တယ် ဘာသာရေးအမြင်ပဲရှိပြီးတော့မှဒီနေ့လောဒကိမြို့၌ရှိသောအသင်းတော်တို့လိုပဲအများကြီးတိတဲ့အခါမှာသူဒီအဲ့ဒီအတိက သူ့ကိုကွယ်သွားစေတယ်။ဖခင်ရဲ့အကြံစီအလိုတော်ကိုမမြင်နိုင်အောင်ဖုံးကွယ်သွားစေတယ်ဆိုတော့ကို နားလဲရတယ်။အကြောင်းမလို့တမန်တော်ရှင်ပေါလုကိုဖခင်ကဒီကနေ့ဘာသာရေးရဲ့အမြင်ကိုကန်းစီပလိုက်ရတယ်။ဓမ္မသက်မြို့သွားတယ်မှာကောင်းကင်က အလင်းထွန်းလင်းပြီးတော့သူ့ကိုမျက်စိကန်းစီလိုက်တဲ့အခါမှာတော့သူ့ရဲ့ကံခြင်းကဒီကနေ့ဝိညာဉ်အလင်းကိုမြင်သွားဖို့ဖြစ်တယ်ကျွန်တော်ရဲ့အတ္တတာထဲမှာထောင်လွားခြင်းဝါကြွားခြင်းမမနာရှိခြင်းကိုတိကိုတတ်ခြင်းဆိုရဲအမြင်ပဲရှိနေမယ်ဆိုရင်ဒီကနေ့ဝိညာဉ်ရမှာထပ်ပြီးတော့မြင်နိုင်စရာအကြောင်းမရှိတဲ့ကမ်းနေတော်သူများဖြစ်တယ်ဆိုတော့ကိုနားလေရတယ်ဒါကြောင့်မလို့ဒီ ီအရာတွေကိုကျွန်တော်တို့ကကမ်းသွားမှဒါလင်ဝိညာဉ်မှာရှင်းလင်းစွာမြင်မယ်တမန်တော်ရှင်ပေါ်လူကဘာသာတရားနဲ့ပတ်သက်တဲ့အမြင်တွေကမ်းသွားတဲ့အခါမှာအဲ့ဒီအချိန်မှာစပြီးတော့မှဝိညာဉ်အလင်ရလာတယ်ဘာတိမေရဲ့မျက်စိကမ်းခြင်းကြောင့်မလို့ဒီကနေ့ခရစ်တော်အတန်ကိုသူကအာယုံစိုက်သွားစရာအကြောင်းရှိတယ်နော်အကြောင်းမလို့လူတွေကပြောတယ်နော် ဒါဝိဒ်သားတော်ယေရှုကျွန်ုပ်ကိုကယ်ပါဟေးမနှောက်ရှက်နဲ့မနှောက်ရှက်နဲ့တပည့်တော်တွေကတားတယ်မဟုတ်ဘူးထပ်អော်ပလိုက်တယ်ဘာဆိုယေရှုရဲ့အတန်ကိုသူကြားတာကိုဘာတိမဲကယေရှုရဲ့အတန်ကိုကြားတဲ့ခါမှာယေရှုဟာဘယ်ကဆင်းသက်လာမလဲဆိုတော့သူသိတယ်ဒါဝိဒ်အမျိုးနွယ်ကဆင်းသက်လာမဲ့မေရှိယကယ်တင်ရှင်ဆိုတော့သူသိတဲ့အတွက်ကျမ်းစာကိုသိထားတဲ့သူသိထားတဲ့အသည့်ထဲကနေပြီးတော့သူ့ရဲ့နှုတ်ကမွက်လိုက်တယ်အတန်ပြုတ်လိုက်တယ်အဲ့ဒါကိုဘသူကြားလဲ အမြင်မရှိဘူးနော်အတန်ကယူဆိုင်နေတယ်အဲ့ဒီအတန်ကသူ့ကိုဘာဖြစ်သွားစေလဲဆိုအမြင်ပွင့်သွားစေတယ်ဇာတိကံနေတယ်ဝိညာဉ်ထဲမှာသူ့ရဲ့အတန်ကိုအာယုံဆိုင်ဇာတိကံတဲ့ခါမှာဝိညာဉ်ရောအာယုံဆိုင်သွားဖြစ်တယ်ဝိညာဉ်ရောအာယုံဆိုင်သွားတဲ့ခါမှာဒီကနေ့ဖျားမြင်စေခြင်းနဲ့ရာမြင်သွားတယ်နော်ရှင်ရောကိုယ်ထဲမှာလည်းကျွန်တော်တွေ့တယ်တပည့်တော်တွေနဲ့ယေရှုလမ်းလျှောက်လာတဲ့ခါမှာလမ်းဘေးမှာမျက်စိ မမြင်မဲနဲ့တောင်းစားနေတဲ့လူတယောက်ရှိတယ်။ကိုရောကိုရောတဲ့သူ့အပြစ်ကြောင့်သူ့မျက်စိကန်းတာလား။သူ့မိဘအပြစ်ကြောင့်မျက်စိကန်းတာလား။လူတွေကတစုံတစ်ခုဆိုရင်အပြစ်တင်ဖို့ကဲ့ရဲ့ဖို့ပဲဆုံးဖြတ်ကြတယ်။စကားပြောကြတယ်။နော်။လူတွေအမြင်မှာသူတို့နဲ့မတူရင်ကဲ့ရဲ့ဖို့သူတို့နဲ့မတူရင်ဘသူအပြစ်လဲမိဘအပြစ်လားသားသမီးအပြစ်လား ဲ့တော့သူတို့မကဲ့ရဲ့ခင်ကလေးကဒီကလေးကမျက်စိကန်းနေတယ်လို့ကဲ့ရဲ့တဲ့သူတို့ကိုယ်တိုင်ဟာလည်းတကယ်တော့ယေရှုကကောင်းလို့လက်ခံထားရမှာမဟုတ်တာဘုရားကချစ်လို့သူတို့ကိုဆွဲခေါ်လာတာဖြစ်တယ်ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ဟာကိုယ့်ရဲ့ကန်းချင်းကိုကိုယ်မမြင်မဲနဲ့သူများရဲ့ကန်းချင်းပေါ်မှာပဲဘသူကြောင့်ကန်းတာလဲဘသူကြောင့်ကန်းတာလဲပြစ်တင်ဆွန်ဆွန်နေအားလုံးကကန်းနေတာပဲဒါဆိုရင်ယေရှုကဘာဖြစ်လဲမဟုတ်ဘူးဘသူအပြစ်မှမဟုတ်ဘုရားပုံထင်ရှားပေါ့ ဒီကနေ့တင်တဲ့ကျွန်တော်ရဲ့ဖြစ်နေတဲ့အားနဲ့ချက်မှန်သမျှဟာဖရာရဲ့ဘုန်းကိုရယူဖို့ဖြစ်တယ်အာမင်ဒါကြောင့်မလို့ညီလော်ဒီကီမြို့နဲ့ရှိတော်အသင်းတော်ရဲ့သဘောတဘာဝဩဝါဒမှာတိထားတဲ့အရာပေါ်မှာဘသူကိုမှဆရာအတင်မခံဘူးဘသူကိုမှဥဆောင်ဥရအပြုတ်မခံမင်းနဲ့သူတို့ရဲ့ထင်မြင်ချက်ယူဆချက်နဲ့ကျွဲဝသောဩဝါဒမှာသူတို့ကကြဆင်းလာတယ်သူတို့ကိုသူတို့ကြဆင်းတယ်လို့မမြင်မင်းနဲ့မမြင်ပေမဲ့တခင်ဖရာက သူတို့ဒီဆင်းရဲနေတယ်သူတို့ဒီမျက်စိကန်းနေတယ်သူတို့ဒီအဝတ်အကြီးစီးရှိနေတယ်သူတို့ဟာသူတို့ဒီအတိတ်တရားတွေနဲ့သူတို့ကလုံချုပ်ပြီးထင်တာတကယ်တော့ဖျားရှိမှအဝတ်အကြီးစီးရှိနေတယ်နော်ဘလာဖြစ်နေတယ်အဝတ်အကြီးစီးရှိခြင်းဖြစ်ဒီကိုမတိပါတကားတင်ဒီဥ္စာရတတ်ခြင်းကဥ္စာအစစ်ကဖျားတော့နောက်ကျမ်းစာတစ်ခုမှာရွှေကိုရခြင်းကဝယ်ပါဒီမှာကြတော့ ဥ္စာရတတ်ခြင်းကစစ်မှန်သောအနစ်တာရာရဲ့ရွှေဟာခရစ်တော်ပဲဖြစ်တယ်။အကြောင်းဝဲပါရွှေကိုဝဲပါအဖို့ခပေးပါတင်သည်လူတွေတိပြီးတော့ပိုင်းခြားပြောဆိုနိုင်တဲ့အတ္တတရားတက်တက်လောက်နဲ့တင့်ကိုတင်လုံခြုံပြီးတင်ထင်နေတာတကယ်တော့တင်သည်အနစ်တာရာဖြစ်တဲ့ရွှေဆိုတဲ့ဘုရားကိုမရဘူးအတ္တတက်တက်တာဖြစ်နေတယ်ဆိုတော့ကိုဒီမှာရှင်းပြထားတယ်။မင်းနစ်ချွတ်ပြီးတော့ရွှေကို၎င်းအဝတ်ကြီးစီရှိ၍ သူတပါးရှိတယ်မရှက်စေခြင်းကခြုံစရာပုတ်ဖြူတယ်အဝတ်ကိုလကောင်ငတ်ထမှာဝဲသူတို့ဝတ်ထားတဲ့အဝတ်ကသူတို့ကိုသူတို့ဖြူပြီးထင်နေတာမသိတဲ့လူချင်းချင်းကပဲဒါကိုအထင်ကြီးတယ်ဖရာအရှိမသူတို့အဝတ်မရှိအဝတ်မခြုံတာအဝတ်ကြီးစီရှိဖြစ်နေတယ်သူတို့ရဲ့ဝတ်တဲ့အဝတ်ကဖရာရှိမမဖြူဘူးဟန်ဆောင်ထားတဲ့ဖုံးထားတဲ့အဝတ်တွေဖြစ်တယ်ဆိုတော့ကိုဒီမှာရှင်းပြတာဖြစ်တယ်မျက်စိနဲ့မျက်စင်ခတ်လို့ မမြင်နိုင်အောင်ကွဲနေတယ်သခင်ဖရာကိုမမြင်နိုင်အောင်ကွဲနေတယ်ဟုတင့်အားငါအကြံငါဒီအကြံပေး၏ငါချစ်သမျှတော်သူတို့၏အပြစ်ကိုငါစစ်ဆေး၍သူတို့ကိုဆုံးမတတ်၏ထို့ကြောင့်ကိုစိတ်ကိုကိုနိုးစော်လော့နောင်တရလော့ငါချစ်လို့ပြောနေတာငါချစ်လို့စစ်ဆေးနေတာမင်းတို့အစ်စ်ဆေးမခံဘူးဆုံးမခြင်းမခံဘူးဆိုရင်တော့ဒီတိုင်းပဲဆက်သွားမယ်ဆိုတော့ ငါထွေးပြလိုက်တော့မယ်ငါထွေးလူနီးပြီငါနှုတ်ထဲကထွေးထုတ်လူနီးပြီဒါကြောင့်မလို့ဒီအချင်းဤထဲကနေပြန်လာပါအဖို့ကြီးစီရှိခြင်းကနေကိုဖြောက်မှချင်းကိုပဲမကိုစားပဲနဲ့ခရစ်တော်ရဲ့ဖြောက်မှချင်းကိုဝန်ခံပါကိုရဲ့ကြွယ်ဝခြင်းကိုပဲမောဝါကြွားပဲနဲ့စစ်မှန်တဲ့ကြွယ်ဝခြင်းဖြစ်တဲ့ရွှေဖျားကိုရယူပါပြီးတော့မှမျက်စင်ခတ်ပါအမြင်နေဝိညာဉ်အမြင်တွေကိုကြည်လင်စေပါဆိုပြီးတော့မှ노စော်တယ် ငါသည်တကားရှိမှရက်၍ခေါက်ရက်နေအင်တန်မှအန်ဒီရှိသော အခြေအနေတခုယေရှုကိုယ်တိုင်ပြောတယ်နော်ငါသည်တကားရှိမှရက်၍ဘယ်တကားလဲလောဒီကီမြို့၌ရှိသောအသင်းတော်ရဲ့တကားရှိဒါကမယုံကြည်သူနှလုံးသားကိုပြောနေတာမဟုတ်ဘူးအခါအားလို့စွာ ငါသည်တင်းရှင်းမှရရွေခောက်လျက်နေ၏မယုံကြည်သူတွေကိုဒီကနေ့ယေရှုခရစ်တော်ကယ်တင်နေပြီသင်တို့နှလုံးသားဖျားစကားပြောနေပြီသင်ဒီကြမ်းပိုက်ကိုအသုံးပြုပြီးတော့ငါပြီးတော့အသုံးပြုတာကိုမပြောဘာမှမပြောလို့ပါဘူးဒါပေမဲ့ဆိုလိုရင်းအတိတ်ပဲကအသင်းတော်အကြောင်းကိုပြောနေတာဖြစ်တယ်ဒါဆိုရင်ဒီကနေ့ဒီတကားဟာဘယ်တကားလဲအသင်းတော်တကားဒါဆိုရင်လောဒိကိမြို့၌ရှိသောအသင်းတော်ထဲမှာဘယ်သူမှရှိဘူးလဲ ယေရှုခရစ်မရှိဘူးဘယ်ရောက်နေလဲအပြင်ရောက်နေတယ်အပြင်ကနေတကားခေါက်နေတာတိတ်အန်ဒီရဲ့များတယ်နော်တချို့အသင်းတော်လို့တော့ပြောတာအထဲမှာခရစ်တော်မရှိဘူးဖြစ်နေတယ်ခရစ်တော်ကဘာလို့လဲအပြင်ကနေတကားပြန်ခေါက်နေရတယ်ဘာလို့လဲသူတို့အထဲမှာဩဝါဒနဲ့ပဲအလုရှုပ်နေတာသူတို့အထဲမှာဝါကြွားခြင်းနဲ့ပဲအလုရှုပ်နေတာသူတို့ကသူတို့ဟုတ်ပြီပဲဟုတ်ထင်နေတာအဲ့ဒါလော်ဒီကီခရစ်တော်ကိုအပြင်မှာထုတ်ထားတယ် ကြမ်းပိုက်တွေကြမ်းညွန့်နေကြမ်းကိုကြမ်းကားတွေနဲ့ဆွေးနွေးပြီးတော့အလုပ်ရှုပ်နေတယ်ပြိုင်နေကြတယ်လူတွေထင်ကြီးအောင်ဆွဲဆောင်နေကြတယ်စားတောက်နေကြတယ်ကခုန်နေကြတယ်အထက်ထက်မှာခရစ်တော်မရှိဘူးဘသူကအဲ့လိုဖြစ်တယ်လို့ကျွန်တော်ဘသူမှပြောစရာအကြောင်းမရှိဘူးဒါသခင်ဖျားတတိပေးနေတဲ့အသင်းတော်ရဲ့တဘာဝဒါဆိုရင်အသင်းတော်လို့ပြောတဲ့အထက်မှာခရစ်တော်မရှိနိုင်ဘူးနော်ခရစ်တော်အပြင်ရောက်နေတယ်ဒီလိုတဘာဝရှိရင်ခရစ်တော်အပြင်ရောက်နေတယ် ငါသည်တကားရှိမှရက်၍ခောက်လျက်နေ၏အကျဉ်သူသည်ငါ၏အတန်ကိုကြား၍တကားကိုဖွင့်အပ်ထိုသူရှိရသောငါဝင်သူနှင့်တူစားတောက်မိသူသည်လည်းငါနှင့်တူစားတောက်မိငါတကားရှိမှရက်၍ခောက်နေအသင်းတော်တကားအသင်းတော်ဆိုတာခန္ဓာကိုယ်ခရစ်တော်၏ဥကောင်းတိဟူသောခရစ်တော်၏ကိုယ်ခန္ဓာအသင်းတော်ဒါဆိုရင်တကားခောက်တာကဒီကနေ့ယုံကြည်သူစုဝေးနေခြင်းကိုခောက်တာအသင်းတော်ကိုခောက်တာ အဲ့တော့အကျဉ်သူဒီငါးအီတန်ကိုကြား၍တကားဖွင့်တာကတော့တယောက်ချင်းစီတိုင်းကဖွင့်ရတာခောက်တာကဒီကနေ့ဒီမှာစုဝင်နေတဲ့10ယောက်ရှင်10ယောက်ဆိုတဲ့အသင်းတော်အစုကိုဒီအစုလေးကိုဘုရားကတတိပေးနေတာဖွင့်ရင်10ယောက်ဆိုတဲ့နှလုံးသားတကားဖွင့်ရမှာတယောက်တည်းကဖွင့်ရမှာမဟုတ်ဒါအသင်းတော်ရဲ့သဘာဝခန္ဓာကိုယ်တစ်ခုအသင်းတော်ဒီအသင်းတော်အပြင်မှာခရစ်တော်ယက်နေတယ်တကားခောက်နေတယ် ီခန္ဓာကိုယ်တစ်ခုသတိပေးနေတာဒါဆိုရင် တကားဖွင့်နေဆိုတာကအင်္ဂါအတိတိကလှောက်ရှားလာမှာအင်္ဂါအတိတိကအခွင့်ပေးလာမှာအတိဘေကဒီကနေ့တကားခောက်တာကအသိန်းတော်အရှိမဖွင့်ရမှာကတူးချင်းစီနဲ့ဆိုင်တယ်ဒါကိုကျွန်တော်နားလဲရနော်ဒါဆိုရင်တကားဖွင့်မယ်ဆိုရင်တနည်းအားဖြင့်သူသည်အပေါ်ကပြောခဲ့တဲ့သခင်ဘုရားအပြစ်တင်ခဲ့တဲ့အခြေအနေတွေကို ညင်းပယ်ပြီးတော့အဲ့ဒီထဲကနေခရစ်တော်ကိုဝင်ခွင့်ပေးမယ်အဝတ်ဝယ်မယ်ရွှေဝယ်မယ်မျက်စင်ခတ်မယ်ဆိုတော့အဲ့ဒီအသက်တာကိုအောင်မြင်ကျော်လွှားလာမယ်ဆိုရင်ဒါတကားဖွင့်ခြင်းတကားဖွင့်မယ်ဆိုရင်ငါဝင်လာမယ်တဲ့ငါဝင်လာပြီးတော့မှဘာလို့မလဲထိုသူရှိရသောငါဝင်ရင်သူနဲ့တူစားတော့မည်သူဒီလဲငါနဲ့တူစားတော့ရလိမ့်မည်အသင်းတော်ရဲ့ကြွယ်ဝခြင်းစစ်မှန်သောကြီးထွားခြင်းစားတော့ခြင်းဖြစ်တယ် အသင်းတော်ကိုကြဆင်ခြင်းရဲ့အရင်မြစ်ကတွင်တင်ခြင်းဖြစ်တယ်နီကောလာဝါဒပါလန်ဝါဒယေဇဗေလဝါဒစာတန်ရဲ့နဲ့နေသောတွင်တင်ခြင်းဒါတွေအလုံးဟာအသင်းတော်ကိုဆွဲချသွားသောတွင်တင်ခြင်းတွင်တင်နာမားတယ်လို့ဒါကိုပြောတာမဟုတ်ဘဲနဲ့ဒီကနေ့တချို့သောတွင်တင်ခြင်းဟာကြဆင်ခြင်းကိုဖြစ်စေပြီးတော့စစ်မှန်သောကြီးထွားခြင်းဟာအနှစ်သာရကပါဆို မွေလွန်စားတောက်ခြင်းဖြစ်တယ်။ဒါတော့ဒီညမှာတကားဖွင့်တဲ့သူဟာတဲ့ဝင်ခွင့်ပေးတဲ့သူဟာဒါဆိုရင်အခု10ယောက်စလုံးကိုဘုရားသတိပေးနေပြီ။တကားဖွင့်မှာဘသူဖွင့်မလဲ။ဖွင့်တဲ့သူဟာခရစ်တော်ဝင်လာမယ်။သူသည်အတူစားရမယ်။အာမခံချက်ငါသည် အောင်မြင်၍ငါခမီးတော်ဤပလင်တော်ပေါ်မှာခမီးတော်နဲ့အတူထိုင်နေတကယ်တော့ ငါအဖေပြင်ပေါ်မှာငါထိုင်နေတယ်လို့မျိုးအဲ့ဒီလိုမျိုး ထိုင်ခွင့်ပေးဝင်ခွင့်ပေးတဲ့သူဟာငါနဲ့အတူထိုင်ရမယ်စားတောက်ရမယ်ဝက်ထားသောမနမှုစားရမယ်အသက်ပင်ရဲ့အသီးကိုစားရမယ်နော်ဒီမှာရှိတော့ဒီမှာကြည့်တော့ခရစ်တော်ရဲ့ဖြစ်ခြင်းကိုစားရမယ်ငါနဲ့အတူစားမယ်ခန္ဓာရဲ့ထုတ်ကုန်ကိုစားရမယ်အီဂျစ်ပြည်ကခေါ်ထုတ်ကြတဲ့ကတိုးရဲ့အသားကိုစားခွင့် ြုတ်ခဲ့တယ်။ဒါမှကျွံဘွားကထွက်ဖို့ခွန်အားနဲ့ပြည်ပြီးတော့မှထွက်လာတဲ့ဂန္ဓာယရောက်တဲ့အခါမှာတော့ကောင်းကင်ကလူတွေအဖြစ်ဘုရားတက်တည်တူဖို့ကောင်းကင်ကချပေးတဲ့မာနကိုစားတယ်။ကောင်းကင်ကချပေးတဲ့မာနကိုစားရင်သူကတဲတော်ဆောက်နိုင်တဲ့ခွန်အားနဲ့အစွမ်းတော်ရှိလာတယ်။သို့ပေမဲ့ဗိမာန်တော်နဲ့နိုင်ငံတော်တိဆောက်နိုင်ခြင်းမရှိသေးဘူး။ဗိမာန်တော်နဲ့နိုင်ငံတော်တိဆောက်ခြင်းရှိဖို့ကြတော့သူက ခန္ဓာထုတ်ကိုဆိုတဲ့ခန္ဓာစဘာကိုဆက်စားဖို့လိုတယ်။ဒါကြောင့်ကျွန်တော်တို့ဟာကြီးထွားဖို့အတွက်အစဉ်စဉ်အစာပြောင်းဖို့လိုတယ်။သိုးတငယ်ရဲ့အသားပတ္တခသိုးရဲ့အသားကိုစားရင်ဂျွံဘွားကထွက်ခွင့်ရှိတယ်လို့။ကောင်းကင်ကချတဲ့မန္နမုတ်ကိုစားရင် ကောင်းကင်ဆံရလူဖြစ်လာမယ်။အဲ့ဒီကောင်းကင်ကမန္နမုတ်တောင်မှအတွင်းထဲမှာဝက်ထားသောမန္နမုတ်ထရှိသေးတယ်။အဲ့ဒီဝက်ထားသောမန္နမုတ်ကိုစားတဲ့ယောရှုနဲ့ကာလက်ကပဲ နိုင်ငံတော်နဲ့ဗိမာန်တော်ကိုတိဆောက်ဖို့အတွက်ဥဆောင်ပြီးတော့မှခန္ဓာထဲဝင်သွားတယ်အဲ့ဒီခန္ဓာထဲမှာလက်တွေ့ကျစွာနိုင်ငံတော်နဲ့ဗိမာန်တော်ကိုတိဆောက်ဖို့ကျတော့ခန္ဓာထုတ်ကုန်ဖြစ်တဲ့အားဆိုင်ထုတ်လုပ်တဲ့ခရစ်တော်ပေါ်မှာအားဆိုင်ထုတ်လုပ်တော့အသက်ရှင်တဲ့အသက်တာကပဲနိုင်ငံတော်နဲ့ဗိမာန်တော်ကိုတိဆောက်ပြီးတော့ခရစ်တော်နဲ့တူဆိုးဆန့်ခြင်းခွင့်ရှိမယ်ဒါဟာဘာကိုနားလည်ရတယ်လဲဆိုရင် လော်ဒီကီမြို့၌ရှိသောအတင်တော်ရဲ့သဘောတဘာဝကိုဆင်ခြင်မွေးလော်တဲ့အခါမှာဒီကနေ့ တတိထားဆင်ကျင်စရာနဲ့တတိပေးတဲ့ဇကားကိုကျွန်တော်ကြားရတယ်အဲ့တော့အဲ့ဒီဝါကြွားတဲ့ထောင်လွားတဲ့ကျွယ်ဝပါတယ်ဆိုတော့အတိတရားလောက်နေပဲအသက်ရှင်ဘုံဘုံမဟုတ်မဟုတ်ပဲနဲ့ဒီကနေ့ကျွန်တော်ရဲ့အသက်တာထဲမှာတကယ်ပဲနှလုံးသားတကားကို ဖွင့်ပြီးတော့မှဒီကနေ့မျက်စင်ခတ်မယ်အဝတ်ဖြစ်တဲ့ခရစ်တော်ကိုတကယ်ယူတင်ဝတ်ဆင်မယ်ပြီးတဲ့အခါမှာရွှေဆိုတဲ့ဖရာရဲ့သဘောတဘာဝကိုကျွန်တော်အဖို့ခပေးခြင်းအဖြစ် ရယူမယ်ဆိုရင်အောင်မြင်တော်သူအနေနဲ့ခရစ်တော်နဲ့တူစားတောက်ရမှာဖြစ်တယ်လို့ခရစ်တော်ဟာခမည်းတော်ရဲ့ပလင်ပေါ်မှာ ထိုင်တဲ့ကဲ့သို့ကျွန်တော်တို့လည်းထိုင်ပြီးတော့စိုးစံခြင်းအခွင့်ရမယ်ဆိုတော့လော်ဒီကီမျိုးနဲ့ရှိတော့အသင်းတော်ရဲ့သဘောတဘာဝအဖြစ်ကျွန်တော်တို့အသင်းတော်အသက်ရှင်ခြင်းကိုဆင်ခြင်အောင်မရတာဖြစ်တယ်။ဒါကိုမွေလော်ပြီးတော့ကျွန်တော်တို့ရဲ့အသင်းတော်အသက်ရှင်ခြင်းကိုဘယ်ကဲ့သို့ခရစ်တော်နဲ့ပြည့်ဝစွာပြီးပြည့်စုံစွာကြီးထွားကြီး တိုးတက်ရင့်ကျက်လာဖို့ရှိမလဲဆိုတော့အတူတူကစင်ချင်မွေ့လောက်ခြင်းဖြစ်တယ်။ကြောင့်မလို့အသင်းတော်ခုနှစ်ပါးရှိပါတယ်။ဗျာဒိတ်ကျမ်းမှာဒီအသင်းတော်ဟာဖရာရဲ့အကြံစီဖရာရဲ့အသက်ဖရာရဲ့ရည်ရွယ်ချက်ကိုပြည့်ပြည့်စုံစွာအကောင့်တန်ဖော်ဖို့အတွက်ဖရာသခင်ဒီကနေ့လှုပ်ဆောင်ထားသောအရာဖြစ်တယ်။မွေးဖွားပေးသောအရာဖြစ်တယ်။ဩဝါဒကျမ်းမှာအသင်းတော်သည်ကိုခန္ဓာမြတ်တာဖြစ်ပေမဲ့ ်ဗျာဒိတ်ကျမ်းမှာတော့ဩဝါဒကျမ်းမှာ ਨੇ မတူတဲ့အသင်းတော်တဘာဝကို ပြောပြထားတဲ့ရွှေစီမီခုံတိုင်းရွှေဆိုတဲ့ဘုရားတဘာဝ ਨੇ ပြည့်နေတော့အသင်းတော်ဖြစ်တဲ့လူသားရဲ့တဘာဝတစ်ခုမှမပါဘူးထုစစ်ထားတဲ့တိုင်ဆိုတဲ့ခရစ်တော်ရဲ့ထုစစ်ခြင်းခံတဲ့ရွှေတဘာဝပေါ်လာတဲ့ထုစစ်ခြင်းခံတဲ့အသင်းတော်အတ္တဖြစ်ရမယ်အဲ့ဒီအသင်းတော်အတ္တဓမ္မမိခွဲဆိုတဲ့ခရစ်တော်ဟာ နော်မိခွက်အနေနဲ့ရှိပြီးတော့အဲ့ဒီခရစ်တော်ထဲထဲမှာဝိညာဉ်အားဖြင့်မိကထွန်းလင်းနေတယ်။ဘာကြောင့်လဲ။အသင်းတော်အခုအချိန်ကာလဟာမောင်နေသောအဝိဇ္ဇာလောကထဲမှာ လောကမောင်နေတဲ့တဘာဝကိုထွန်းလင်းပြီးတော့မှဖခင်ရဲ့တက်တည်ခံချက်ကိုတည်ဆောင်ဖို့အတွက်ရွှေစီမီခုံတန်ဒီဟူသောမောင်နေသော လောကအတွက်တက်တည်ဖြစ်သောမျောလင့်ခြင်းအလင်းရောင်ပေးသောဖခင်ရဲ့နိုင်ငံတော်ကိုတည်ဆောင်သော အသင်းတော်ခုနှစ်ပါးရဲ့သဘောတဘာဝကိုလေ့လာဆင်ခြင်ခြင်းအဖြစ်ဘုရားရဲ့ရည်ရွယ်ချက်နဲ့အကြံစီကိုပြီးပြည့်စုံဖို့ဘုရားသခင်အလင်းပေးတဲ့နှုတ်ကပတ်တော်အသက်စကားကိုဝေမျှဆီစဉ်ပါတယ်ရောက်စီတိုင်းပေါ်မှာဒီအသင်းတော်ခုနှစ်ပါးနှုတ်ကပတ်တော်လေ့လာခြင်းအစီအစဉ်အဖြစ်ကျွန်တော်ကောင်းချီးဖြစ်ပြီးတော့မှမိမိရဲ့အသင်းတော်ဒီတကယ်ပဲဘုရားရည်ရွယ်တော် ခန္ဓာကိုရွှေစီမိကုံအတ္တအတင်းတော်တတ္တဖြစ်ဖို့အတွက်ဘုရားသခင်သာ၍အလင်းပေးကောင်းချီးပေးပါစေအာမင်